တမီတော်တာတော်တန်ရှမ်းတော်ဝိညာဉ်တော်ဤနာမတော်မြတ်၌အာမင်ဖရာသခင်သည်သင်တို့နှင့်ရှိပါစေကိုရောဤဝိညာဉ်နှင့်လည်းရှိပါစေတန်မာတည်းဦးဤထားသောကျမ်းတော်စကားသည်အိုဖရာသခင်ကိုရောရှင့်အားဘုံတော်ကုံတော်ရှိပါစေတန်မာတည်းဦးအခန်းကြီး9ခန်းငယ်27မှ29တောင် ငါ့ကိုတခင်တခင်ဟုခေါ်တော်သူတာကောင်းကင်နိုင်ငံတော်သို့ရလိမ့်မည်ဟုတ်ကောင်းကင်မုံနာရှိတော်မူသောငါခမည်းတော်၏လူတော်ကိုဆောင်ရွက်တော်သူသားများဝင်ရလိမ့်မည်ထိုနေ့ရကြရောက်သောအခါညာစွာတော်သူတို့ကငါတခင်တခင်ကျွန်ုပ်တို့သည်ကိုရောနာမတော်၌ဟောပြောခြင်းနှစ်ဆိုးများဝင်ထုတ်ခြင်းညာစွာသောတကိုးတို့ကိုကြားတာခြင်းအစာရှိသည်တို့ကို ြုခဲ့ကြပြီမဟုတ်တော့ခုလျှောက်ကြနေပြီထိုအခါငါကတိမ်တို့ကိုငါလုံးဝမသိမတရားသောအမှုကိုပြုသောသူတို့ငါထံမှထွက်သွားကြလောခု၍သူတို့အားအတိအလင်းပြောဆိုပြီးဓာ ਈ စကားကိုကြား၍ကြံ့သောသူဟုသမျှသည်ကြောက်ပေါ်၌မိမိအိမ်ကိုစောက်သောပညာရှိနှင့်တူလိမ့်မည်မိုးရွာ၍ရေကြီးပြီးမုန်တိုင်းထံသဖြင့် ထိုအိမ်ကိုရိုက်ခတ်တော်လဲ၎င်းမှာကြောက်ပေါ်၌တိဆောက်ထားသောကြောင့်မပြိုလဲချေငါဤစကားများကိုကြား၍မကြက်မဲနေသောသူဟုသည်။တဲပေါ်၌မိမိအိမ်ကိုစောက်ထားသောလူမိုက်နှင့်တူလိမ့်မည်။မိုးရွာ၍ရေကြီးကြီးမုန်တိုင်းထံသဖြင့်ထိုအိမ်ကိုရိုက်ခတ်သောအခါ၎င်းသည်ပြိုလဲ၍၎င်း၏ပျက်စီးခြင်းမှလည်း ကြီးမားလာပေသည်ဟုမိန်တော်မူလေ၏ယေရှုသည်ဤအကြောင်းအရာများကိုဟောပြောတော်မူပြီးသောအခါလူပြိတ်သက်တို့သည်ကိုရော၏သံသင်ချက်များကို လွန်စွာတန့်ဟောကြကုန်၏အကြောင်းမူကားကိုရောသည်ကျန်တက်စရာတို့ကဲ့သို့မဟုတ်ဘဲဩဇာအာဏာရှိသူတဦးကဲ့သို့ထိုသူတို့အားဟောပြောသံသင်တော်မူသောကြောင့်ဖြစ်၏ဤသည်ကား ခရစ်တုသခင်ဤညတ်တော်အေးဝင်ကလေးတရားတော်ပေသည်။အိုခရစ်တုသခင်ကိုရောရှင်အားချီးမွမ်းတော်ပနာရှိပါစေ။ May the words of the gospel wipe away our sins. ယေရှုရှင်ရဲ့နောက်ရဲ့ကောင်းခြင်းမင်္ဂလာတော်တန်းတော်ဝမ်းကြောင်းနဲ့ဆနစ်ချိန်ရောက်တာမန်ကာလဗုဒ္ဓဟူးညချမ်းဖြစ်ပါစီလို့ဦးစာပထမ Father စုတော်မြတ်တာပို့တာရန်နဲ့နှစ်ဖက်က ဖကြားထောက်ပြရမယ်ဧဝံဂေလိကျမ်းစာရမြတ်ချက်တဲ့တန်မာတိဥခန်းကြီးခုနဲ့ခန်းငယ်၂၁ကနေ၂၉ခုဖကြားခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့နတ်ဘန်ကဖာသာကိုဖကြားမယ်တန်မာတိဥခန်းကြီးခုနဲ့ခန်းငယ်၂၁ကနေ၂၉ဟာအခန်းကြီးခုနဲ့ကနောက်ဆုံးအပိုင်းဖြစ်ပါတယ်ပြီးတော့မှနောက်နတ်ဘန်ကဟာဖာသာတို့ဒီယေရှုသခင်ရဲ့တောင်းပန်ဒေသနာ တရားတော့အစုံတတ်တဲ့နေ့လည်းဖြစ်ပါတယ်။ဘာကြောင့်လဲ။ဒီပြီးခဲ့တဲ့စေချင်းရောက်တာမန်ကာလကနေစပြီးတော့မှ Father ပြောခဲ့တယ်။ Father ကစပြီးတော့မှဖတ်ကြားတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ကတမာတေဦးရဲ့ဧဝံဂေလိကျမ်းခန်းကြီး9ကနေစတက်ပြီးတော့မှဖတ်ကြားခဲ့တယ်လို့။ဒါပေမဲ့အဲ့ဒီနေ့ကတော့ဒီတနင်္လာနေ့ကအာသာဒနာတော်မှိုင်းပါတယ် သခင်မရဲ့ပွဲနေကိုကျဲမာတာကြောင့်မဟုတ်ဖာသာတို့ဟာအဲ့ဒီတနင်္လာနေ့နော်ဖာသာတို့ဒီမေရော့ရဲ့ဒီအကြောင်းအရာကိုပဲဖကြထောက်ရှုခဲ့ဒါပေမဲ့တကယ်တမ်းဖာသာတို့ပုံမှန်ရစေချိန်မြောက်တာမန်ကာလာတနင်္လာနေ့ဖက်ကမယ်နော်ဒီအေဝံဂေလိကျမ်းစာကိုပြန်ကြည့်မယ်ဆိုရင်တန်မာတိဥခန်းကြီးငါခန်းငယ်တက်ကနေပြီးတော့မှနော်ဖာသာတို့ဆက်နဲ့အထိဖက်ကြတယ် တောင်းဖို့ဒေသနာကျမ်းမင်္ဂလာပြရာရှစ်ပါးတိတ်ကျမ်းစာဖြစ်ပါလေဆိုတော့ father အဲ့ရာကြီးစပြီးတော့မှဖတ်လာတာတကူဒီတစ်ပတ်နော်ဒီ၁၂ကြိမ်ကြောင်းတာမန်ကာလကြာတာရင်းနေဆိုရင်ဒီအခန်းကြီးတန်မာဒီအခန်းကြီးက6ခေါင်း3ခန်းလုံးနော် father တို့ဖတ်ကြပြီးစီးပြီးဖြစ်ပါလေပြီးတော့နော်ဒီ father မကြမကြပြောလို့ရှိရင် ယေရှုသခင်သူ့ရဲ့တရားတော်ကိုလူအုပ်စုသုံးစုကိုရည်ရွယ်ပြီးတော့မှဟောကြားလေးရှိတယ်ဆိုတဲ့အကြောင်းပထမအုပ်စုကသူ့ရဲ့အနီးကပ်ဆုံးအရင်းနှီးဆုံးတပည့်12ပါးလို့ကိုတိုင်တယ်ပြီးတော့မှဟောတဲ့အရာဒုတိယအုပ်စုကနော်ဒီဂျူးဘာသာရေးကောင်းဆောင်တွေကိုတိုင်တယ်ပြီးတော့မှဟောတဲ့တရားတတိယအုပ်စုကကြတော့လူထုလူထုဘေးအသက်ကြီးကို တိုင်နေပြီးတော့ဟောတဲ့ရဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာနော်သူ့ရဲ့အနီးကပ်ဆုံးတပည့်တော်ကြီးတွေကိုဟောတဲ့တရားဟာဂျူးဘာသာရဲ့ခေါင်းဆောင်နဲ့မဆိုင်ဘူးလားဆိုရင်မဆိုင်ဘူးလို့လည်းပြောလို့ရတယ်ဆိုင်တယ်လို့လည်းပြောလို့ရတယ်အဲ့လိုပဲလူထုပြိတ္တကြီးနဲ့ကောမဆိုင်ဘူးလားဆိုရင်မဆိုင်ဘူးလို့လည်းပြောလို့ရတယ်ဆိုင်တယ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့တော့ယေရှုသခင်အနီးကပ်ဆုံး တပည့်တော်ကြီးတွေကဖြင့်မကြက်လို့မရဘူးနော်မမရှမ်းတန်လို့မရဘူးသူ့ရဲ့တပည့်တော်ကြီးနော်ဖြစ်ဖို့ဆိုရင်ကြင်ကြံအားထုတ်ရမယ်ရှမ်းတန်ရမယ်ဒါကြောင့်မလို့ယေရှုသခင်ကသူ့ရဲ့တပည့်တော်ကြီးတွေကိုပဲနော်တိုင်ငယ်ပြီးမှဟောတဲ့တရားဆိုတာရှိတယ်ပြီးတော့မှနော်ဒီဂျူးဘာသာရေးကောင်းဆောင်တွေကိုတိုင်ငယ်ပြီးတော့ဟောတဲ့တရားကြတော့ဂျူးဘာသာရေးကောင်းဆောင်ဘာသာရေးကောင်းဆောင်ဖြစ်နေပြီးတော့မှ လိန်ညာမှုတာဟန်ဆောင်စကားတွေနော်ဟန်ဆောင်နေအကြည့်အကျင့်တွေရုပ်မာတဲ့အကျင့်တွေနော်မယိုးတာတဲ့အကျင့်တွေစတဲ့နော်တိုးရိမ်ချုပ်ပြီးတော့မှဝမ်းပလွေအကျင့်မျိုးနဲ့ကျင့်ကြံတဲ့ဒီအကျင့်မျိုးတွေမင်းတို့လောက်ရမယ်အကျင့်မဟုတ်ဘူးဆိုတဲ့ကြောင်းယေရှုသခင်ကပေါ်ပေါ်တဲ့နေကြီးအသက်လူမျိုးဂျူးဘာသာရေးကောင်းဆောင်မျိုးကိုနော်ဒီဆိုဆုံးမခဲ့တာဖြစ်ရှိတယ်ပြီးတော့မှ လူထုပိတ်တကြီးကိုလူအုပ်ကြီးနဲ့ကိုဟောကြားတဲ့အဲ့ဒီတရားကြတော့တော့ဒီအခြေခံလူတန်းစာပြီးတော့မှယေရှုသခင်ရဲ့နောက်လာခရစ်ယာန်တွေအားလုံးအားလုံးเนาะအခြေခံလူတန်းစာခရစ်ယာန်တွေအားလုံးကြင်ကြံကမယ်တရားတော်ချက်တယ်เนาะဆိုတော့အဲ့ဒီမှာယေရှုသခင်သူ့ရဲ့တရားတော်ကို တင်အနော်ဟောကြတဲ့ခါမှာအဲ့လိုနော်ခွဲခြားပြီးတော့မှာတော့ဟောတာရေလို့တော့မဟုတ်ဘူးဒါပေမဲ့နော်ပို့ပြီးတော့မှတက်ဆိုင်တဲ့သူတွေကိုနော်ဒီတိုင်ငယ်ပြီးတော့မှဟောတာတွေကဒါရှိတယ်ဆိုတော့နော်ဒီတန်မာတိဥခန်းကြီး96ခွန်ဒီအခန်းကြီး3ခန်းကယေရှုသခင်ရဲ့နောက်လိုက်ခရိယန်တွေအတွက်မဖြစ်မဖြစ် မကြက်မဖြစ်တဲ့အခြေခံကျင့်စဉ်ဖြစ်ပါတယ်ဒါကဂျူးဘာသာရေးခေါင်းဆောင်အနေနဲ့မဆိုင်တာမဟုတ်ဘူးယေရှုသခင်ရဲ့နော်နီးကပ်ဆုံးနီးကပ်တပည့်တော်ကြီးတွေနဲ့မဆိုင်တာမဟုတ်အားလုံးနဲ့ဆိုင်တယ်နော်ဆိုပါစို့စိန့်အဂတ်စတင်ရဲ့အဆိုလေးကိုဖာသာအခုပြန်ပြီးတော့မှအမှတ်ရမိတယ်အဲ့ဒါကဘာလဲဆိုရင်နော်သူ့ရဲ့ ဘာသာသူတွေကသူဘလို့ပြောလိုက်တယ်လဲဆိုရင်ငါဟာနော်မင်းတို့လိုပဲစေကျော်ကျမ်းမင်္ဂလာခံယူထားတဲ့ခရိယန်ဖြစ်ပါတယ်ဒါပေမဲ့မင်းတို့အတွက်ကကြတော့ဆရာတော်ဖြစ်တယ်ဆိုတဲ့အဲ့ဒီစကားနော်အဲ့ဒီစကားအရန်ကိုအဓိပ္ပာယ်ရှိတယ်နော်သူဟာယေရှုသခင်ကိုတပ်ဝင်ယုံကြည်တဲ့ခရိယန်တယောက်တာမန်ခရိယန်တယောက်ဒါပေမဲ့ နော်ဒီဘာသာသူတွေအတွက်ကကြတော့သူ့ရဲ့နော်ဒီအုတ်ထိန်မှုအောင်လမ်းညွန်ညံလက်လမ်းညွန်မှုအောင်သူ့ရဲ့စောင့်ရှောက်မှုအောင်ဥဆောင်မှုအောင်မှာရှိတဲ့သူတွေအတွက်ကကြတော့သူဟာဒီလူတွေရဲ့တိုးထိန်စိတ်အားတော့ဖြတ်တယ်ဆိုတာနော်ဒါကြောင့်မဖာသားတို့အနေနဲ့ဟလာနော်ရဟန်းပုံကြီးဆိုပေမဲ့အခြေခံနော်ဒီခရိယံတရားကြင့်ကြံအားထုတ်ရမယ် တိတ်ရအောင်လို့ Father တို့ငါနဲ့ပြဿနာလို့ပြောလို့မရအောင်။နောက်ဒါကြောင့်မလို့ယေရှုသခင်ကသူ့ရဲ့တပည့်တော်ကြီးတွေကိုတော့ပြန်တီးတဲ့ဟောတဲ့တရားရှိနေမယ်။ကျန်တဲ့အခြေခံခရိယန်တွေကျင့်ကြံကြမယ်။တရားတွေကြတော့အားလုံးကိုရှင်ညွှန်ပြီးတော့မှကြီးရွယ်ပြီးတော့မှဟောကြားခဲ့။ဆိုတော့နောက်ပိုင်းက Father တို့ဒီထောက်ရှုရမယ်ဒီအကြောင်းအရာလေးကိုပြန်ပြီးတော့ကြည့်လိုက်ရအောင်။ဒီ တန်မာတေဥခန်းကြီးခုနှစ်ခန်းငယ်21ခန်းနဲ့26ထိကြည့်လိုက်တဲ့အခါမှာဒီအကြောင်းအရာတွေဟာတန်မာတေဥရဲ့အေဝံဂေလိကျမ်းစာတော်မြတ်ထဲမှာတွေ့ရတယ်။ထို့တူပဲတန်လုကာရဲ့အေဝံဂေလိကျမ်းစာတော်မြတ်ထဲမှာတွေ့ရတယ်။တန်မာကုနဲ့တန်ယောဟန်ရဲ့အေဝံဂေလိကျမ်းစာတော်မြတ်ထဲမှာတော့ဖြင့် Father Luke မတွေ့ရဘူးဆိုတာကိုလည်းပဲမှတ်သားထားစေချင်ပါတယ်။ကဲဆိုတော့ Father Luke ကြည့်လိုက်ရအောင်ဒီနေရာမှာနော် ဒီအပိုင်းနှစ်ပိုင်းတွေ့တယ်။တစ်ပိုင်းကပါလေဆိုရင်ယေရှုဖျားသခင်ကိုနှုတ်နဲ့ပဲပါးစပ်နဲ့ပဲစကားနဲ့ပဲနော်ယိုသေးတမှုပြုတ်ပြီးတော့မှအတွင်းစိတ်ပြီးတော့မှအကျင့်ကျင့်နော်အနေအထိုင်တွေဟာဖျားနဲ့လုံးဝဒီမအက်ဆက်တဲ့အသက်တာကိုအသက်ရှင်နေကြတယ်ကဲသူတို့အကြောင်းပြတယ် ကိုရောရဲ့နာမတော်နာဟဲ့လားနော်ဒီဟောပြောခဲ့တဲ့နှစ်စိုးရဲ့နင်ထုတ်တဲ့တကူလက္ခဏာတွေပြတယ်ဆိုပြီးတော့သူကတော့အဲ့လိုအကြောင်းပြတယ်ဒီလိုဟောပြောတိုင်းနှစ်စိုးရဲ့နင်ထုတ်တိုင်းတကူလက္ခဏာတွေပြတိုင်းဖရာသခင်စီဟာလာတယ်လို့ပြောလို့ရတယ်လားမရဘူးနှစ်စိုးတွေတောင်မှယေရှုသခင်ကိုကယ်ရင်ရှင်ဖြစ်တယ်ဖရာရဲ့သားတော်ဖြစ်တယ်ဆိုတာကိုသိနေကြတာ ဒါပေမဲ့လက်မကန်ဘူးဒီချက်ကိုဒီချက်ကိုမူတည်ပြမှာ father တခုပြောချင်တယ်နော် father တို့ catholic သာသနာတော်ကြီးမှာအာဒီပြီးခဲ့တဲ့အဘော2019လမ်းဒီ father ခုနှစ်တော့အတိအကျဟောဒီမမ်မီ father ဘာသာပြန်ဘာသာတော့ပြန်ခဲ့ပြီးပြီအိန္ဒိယမှာနော်ဒီအိန္ဒိယမှာကရမြက်တကောလက္ခဏာပြနော်အဲ့ဒါ2016လား2019လားမသိဘူး နောက်အဲ့ဒီခုတရားတခုပဲเนาะဘာလဲဆိုရင်ဘုံကြီးကအဲ့ဒီကចောင်းနိုင်ဘုံကြီးကဒါကရမျက်ဖန်သန်းပြီးတော့မှကရမျက်မြောက်လိုက်တဲ့အခါမှာကရမျက်မြောက်လိုက်တဲ့အခါမှာဘာပေါ်လာတယ်လဲဆိုရင်အဲ့ဒီကရမျက်ထဲမှာเนาะယေရှုသခင်ရဲ့เนาะဒီပြုံးနေတဲ့ယေရှုသခင်ရဲ့မျက်နှာတော်ပေါ်လာတာကိုလူတွေဖူးခဲ့ကြရတယ်အဲ့ဒါကိုเนาะ စပြီးတော့အဲ့လိုဖြစ်တဲ့အခါမှာသတင်းပေါ်မှာမတက်လာဘူးမတက်လာဘူးဘာကြောင့်လဲတော်ရတဲ့ဟာဆိုပြီးတော့မှနောက်အဖြစ်မှာဆိုလို့ဆိုတော့အမိကက်လစ်သာသနာတော်ကြီးကဒီလိုပြတိုင်းဒီလိုမြင်ရတိုင်းတကူလက္ခဏာလို့အလွယ်ကလေးမတတ်မှတ်ဘူးဆိုတော့အဲ့လိုဖြစ်ဖြစ်ခဲ့ရဲဆိုတာကိုသိလိုက်တဲ့အခါမှာအဲဒီကိုရောမျက်မှောက်ကိုယူပြီးတော့မှနောက်ဒီ သာသနာပိုင်ဆရာတော်နဲ့သူ့ရဲ့ဘုန်းကြီးတွေပြီးတော့မှနော်ဆွေးနွေးပြီးတော့မှဒီတခြားနော်ဒီစံသိပ္ပံခန်းတွေမှာပြန်ပြီးတော့မှစံသက်ခိုင်းတယ်ပြန်ပြီးတော့မှစစ်ဆေးတယ်ပြီးတော့မှနော်ဒီငူးရက်ဆရာဝန်တွေပါတွေနဲ့တောင်မှတေးသေးကြကြလေးပြန်ပြီးတော့မှစစ်ဆေးခိုင်းတယ်နောက်ဆုံးမနော် ဒါအခုဒီနောက်ပိုင်းကြတော့အလောက်တော့မကြတော့ဘူး။ဒါကြောင့်လေဆိုရင်ခက်မိတဲ့ကြိယာတွေတော့ရှိတာတဲ့အခါမှာဒီပြန်ပြီးတော့မှစီစစ်ကတာလိလာရတာပေါ်ထုတ်ကတာအရင်လွယ်တယ်။အရင်တော့ကအဲ့လိုမလွယ်တဲ့အခါကျတော့အဲ့လိုခက်မိတဲ့ကြိယာတွေမရှိတဲ့အခါကျတော့တော့ယာစုနဲ့ကြာတာရှိတယ်။ဆယ်စွန်းနဲ့ပေါင်းများစွာကြာတာလည်းပဲရှိတယ်။အခုကတော့ပြင်တိတ်မကြတိုင်းဘူး။ ဟုတ်လားသိမကြနိုင်ဘူးဒါဘာဘာအာဒီကျန်တဲ့သာသနာတော်ကြီးဟာဘာလုပ်လိုက်လဲဆိုရင်ဒီတကောလက္ခဏာပြခြင်းဟာဒါအစစ်အမှန်ဖြစ်တဲ့ဖျားသခင်စီရနေဖြစ်တာအစစ်မှန်ဟုတ်တယ်ဆိုပြီးတော့မှအဲ့ဒီလိုမျိုးเนาะဒါထုတ်ပြန်ကြီးညာခဲ့တယ်။နောက်ထုတ်ပြန်ကြီးညာခဲ့တယ်ဗက်တီကန်ကနေထုတ်ပြန်ကြီးညာတယ်။အဲ့ဒါဘောင်ဆိုးလို့ကျင်တာလေဆိုရင်နောက်အထူးမှာ နှစ်ပတ်ကဖတ်တဲ့ဟောပြောတယ်ဖရာသခင်ရဲ့နာမတော်၌ဖရာဖရာလို့ခရားရဲ့လက်ပြောပြီးတော့မှတရားဟောတယ်ဟောတိုင်းတကယ်เนาะဖရာရဲ့တရားတော်မဟုတ်ဘူးဆိုတဲ့ကြောင်းယေရှုသခင်ပြောနေတယ်မင်းတို့ကမသိဘူးလို့ဒါကြောင့်မို့ကြက်ကြက်တတိကြပါဟောဖရာအတရားဟောတယ်ဆိုတော့ဟောတဲ့တရားတိုင်းကိုဖွင့်ဖွင့်ပြီးတော့မှနားထောင်ပြီးတော့မှเนาะဒီမိစ္ဆာယူပါရတယ်ဝင်ဝင်ပြီးတော့မှ အဖြစ်စီပါနဲ့ဟုတ်ပြီနော်ဟောတိုင်းဖရာเจ้าဟောတယ်ဆိုတော့ဟောတိုင်းဒါတရားအမှန်နေမဟုတ်ဘူးတရားအဆက်မှန်နေမဟုတ်ဘူးနတ်ဆိုးကိုနန်တောက်တယ်ဆိုတိုင်းဆိုတိုင်းဒါရီဟာတကယ်ဖရာသခင်စီဟာလာတဲ့နော်အဖြစ်အပျက်တွေမဟုတ်ဘူးတကောလက္ခဏာတွေမဟုတ်ဘူးပြီးတော့မှနော်ဒီဖရာသခင်ရဲ့နာမတော်၌တကောလက္ခဏာတွေကြားတယ်ဆိုတိုင်းလည်းပဲဟာအဟုတ်ကြီးတင်ပြီးတော့မှ နော်လက်သာမခံမိစေနဲ့ဘာကြောင့်လဲယေရှုသခင်ပြောထားတယ်နော်တိမ်တို့ကငါလုံးဝမသိမတရားသောအမှုကိုပြုသောသူတို့ငါထံမှထွက်သွားကြလို့တဲ့ဘလောက်ထိနော်ကြောက်စရာကောင်းတယ်လေလို့ကိုကတော့ဖြစ်အာဖျားဖျားဆိုပြီးတော့ပါဆက်ကနေမနော်မချတယ်ပြောခဲ့ဟောခဲ့ပြီးတော့မှနှဆိုးတွေတကာတည်း ်လက်ကလေးအလူလုံးလိုက်တာနဲ့ခါရလူပေါင်းထောင်တောင်းနေပြက်နေအောင်လုပ်တယ်။နော်တကူလက္ခဏာတွေပြရတယ်။လမ်းကြောင်နေတဲ့သူလမ်းဆောင်နိုင်အောင်လုပ်တယ်။ဖခင်ရဲ့နာမတော်နိုင်လို့တုံ့နှုတ်ပြီးတော့မှလုပ်ခဲ့ကြတယ်။တကယ်တကယ်လူရှိမှတော့ဖြင့်အထင်ကြီးစရာ။ဒါပေမဲ့ဖခင်ရှိတကယ်ရောက်တဲ့အခါမှာတကယ်ပဲဒါဖခင်ရဲ့နာမတော်နိုင်လို့တာလား။ဖျားရတဲ့ဘုရောအနေနဲ့လောက်တာလားဆိုတာဒါစီရင်ချက်ကိုခံရလိမ့်မယ်ဒါကြောင့်မို့ တကူလက္ခဏာတွေနဲ့ဖလူကိုနော်လူတွေကိုညှားဖို့ဖြားယောင်းဖို့တွေးဆောင်ဖို့နော်စူးစားနေတဲ့လောက်ရတဲ့ရက်တန်ကရက်တန်နေနော်လားရက်တန်ကရက်တန်နေနော်နှုတ်ပုံလို့ရှိရင်ကိုကတော့ဒီအဟုတ်ကြီးထက်ပြီးတော့မှဖရားရဲ့နာမတော်တိုင်းလုတ်တယ်လို့နော်ကုတ်ကုတ်ကိုထက်ပြီးတော့မှတကယ်တော့နောက်ကနေတော့လက်မဲကြီးဟာစာတန်နဲ့ဆိုးရဲ့လက်မဲကြီးဖြစ်နေတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ discernment လို့ခေါ်တယ်စီစစ်ဖို့လိုအပ်တယ်เนาะเนาะစီစစ်ဖို့လိုအပ်တယ်သေသေးချာချာလေ့လာဖို့လိုအပ်တယ်စုံစမ်းဖို့လိုအပ်တယ်ပေါ်ထုတ်ဖို့ဖို့လိုအပ်တယ်ဒီတိုင်းဖရာရဲ့နာမတော်ကိုပစက်ကခရားရေလွတ်တွတ်တွရွရုံနဲ့ဒါအမှန်ကန်မယ်လို့ပေတော်မှမထွေးနဲ့ယေရှုသခင်အတိလဲဒီမှာမိန့်ကြားထားတယ်ပြီးတော့မှနောက်တကယ်ပဲ သူ့ရဲ့နောက်လာဆိုရင်ဟလာတော့သူ့ရဲ့နောက်လာသူ့ရဲ့တပိတော့အမှန်ဆိုရင်သူပြောတဲ့စကားကိုလက်တွေ့ကြကြကြင်ကြံရှင်းတယ်အဲ့လိုကျင့်ကြံရှမ်းတဲ့သူကဘာနဲ့ထူးတယ်လဲဆိုရင်ကြောက်ပေါ်မှာနော်အုံမြင့်ချပြီးတော့မှကိုယ့်ရဲ့အိမ်ကိုတိဆောက်တဲ့ပညာရှိနဲ့တူတယ်လေတိုက်တိုက် မိုးရွာရောရေစီးစီးဘလောက်ပဲရေစီးတန်တယ်မပါသွားဘူးမပြိုလဲဘူးလို့ဆိုထားတယ်အဲအဲ့လိုမဟုတ်ပဲနဲ့သူ့ရဲ့တရားကိုသူ့ရဲ့စကားကိုကြားပြီးတော့မှဘယ်ကကြားညာညာပေါ့ညာနာအထွက်ညာနာအပင်ဘယ်နာအထွက်နဲ့အဲ့လိုထွက်သွားတဲ့သူတွေကတဲပေါ်မှာအုံမြင့်ချပြီးတော့မှကိုယ့်ရဲ့အိမ်ကို တီဆောက်တယ်သူနဲ့တူတယ်ဆိုပြီးတော့မှအဲ့ဒီလူဆောက်တဲ့လူဟာလူမိုက်လို့ဆိုပါဒါကြောင့်မို့နော်ကိုအသက်ရှင်နေတမျှကာလတ်ဘက်လုံးဖျာ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 းဆိုပြီးတော့မှဟောခဲ့ပြီးတော့မှဖျားရဲ့နာမတော့နတ်နှစ်စိုးနဲ့ထုတ်တယ်လို့ကိုကိုကိုထင်ခဲ့တယ်အဲ့လိုထင်ပြီးတော့မှနင်ထုတ်တယ်ပြီးတော့မှဖျားရဲ့နာမတော့နတ်တကူလက္ခဏာကိုလုတ်တယ်ဆိုပြီးတော့မှနော်ကိုကိုကိုအဲ့လိုထင်ခဲ့တယ်ဒါမဲ့ဘာတစ်ခုမှ တကယ်တမ်းကျတော့ဖျားစီကနေလာတာမဟုတ်ပဲနဲ့เนาะကိုကိုလှဲ့စားတဲ့ net source ရဲ့တကိုးနဲ့လုတ်နေတာတွေဖြစ်သွားတဲ့အခါမှာနောက်ဆုံးချက်မှာဘလောက်ဒီရန်နာစရာကောင်းတယ်လေလို့เนาะမင်းတို့ကမင်းတို့ကလုံးဝမသိဘူးမတရားမှုတွေလုပ်တဲ့သူတွေလို့ဆွဆွဲခံရတဲ့အခါမှာဘလောက်ဒီเนาะဒီရန်နာဘူးကောင်းတယ်လေဆိုတာ ဲ့ဒါတွေကဘာနဲ့တူလဲဆိုရင်တဲပေါ်မှာစောက်တဲ့အိမ်နဲ့တူတယ်ဆိုတဲ့အကြောင်းဘာဖြစ်လို့လဲတော့သူများတွေလာပေါ်တဲ့အခါမှာလာအလွယ်ကလေးနဲ့အယုံလွယ်တက်တယ်ရေတော့နော်လေးလေးတိုက်တိုင်းလည်းပဲတဲပေါ်ကအိမ်ကပြုတ်သွားတယ်လို့အယုံလွယ်တက်တယ်ပြီးတော့မှရေစီးကြောင်းတွေတက်လာတဲ့အခါမှာလည်းပဲနော်လာပြီးတော့မှကိုယ်ဖြားရောင်သွေးဆောင်တဲ့အခါမှာနူးနူးညံ့ညံ့တိမ်တိမ်မွေ့မွေ့နဲ့နာကြောင်းအောင် သဘောကျအောင်စိတ်ဝင်စားအောင်လုပ်တာလိမ့်မယ်ဒါပေမဲ့မပါဖို့အရေးကြီးတယ်တခါရေစီးကျွန်တော်ဒီကျန်းတဲ့တော့ရေစီးတွေရေစီးလာတဲ့အခါမှာဖြစ်စီလေတိုက်ကျန်းတဲ့အခါမှာဖြစ်စီမပါပါဘူးဆိုတော့ကိုယ့်ကိုလာပြီးတော့မှဖြားရောင်းသွေးဆောင်တဲ့အခါမှာကျန်းကျန်းတန်တန်တိုင်းလည်းပဲမမှုဘူးเนาะဒီကိုယ့်ရဲ့ ယုံကြည်ချက်ကိုခံယူထားတဲ့ကိုယ့်ရဲ့တရားတော်ကိုယေရှုသခင်ရဲ့တရားတော်ကိုမြင်းမြင်းမြန်မြန်စောက်ခံထားတဲ့ဆိုရင်လဲစရာတောင်းမရှိဘူးเนาะဖဲ့သွားစရာတောင်းမရှိဘူးเนาะဒီဖဲ့စားခံရစရာတောင်းမရှိဘူးမာမာမက်မက်ယက်တိနိုင်တယ်ဆိုတဲ့ကြောင်းယေရှုသခင်ကဆိုထားပါတယ်ဒါကြောင့်မလို့เนาะကိုယ်ကဖျားရှိခိုးတယ်เนาะတကယ်ပဲဖျားတကယ်ရှိခိုးသလားဒါမှမဟုတ်လည်းပဲပါစက်ကတည်းကဖျားရှိခိုးပြီးတော့မှ ရှိသမျှမြတ်တာတွေကောင်းရွတ်ဆိုတယ်အဲ့ဒါနဲ့ပဲငါမြတ်တာဆိုတယ်နော်ဘုရားတရားရှိတယ်လို့ကိုယ့်ကိုယ်ကိုမလဲစားပါနဲ့တကယ်ပဲအတွင်းစိတ်ကနေပြီးတော့မှဆူတောင်းပါအတွင်းစိတ်ကနေပြီးတော့မှလောက်ဆောင်ပါအတွင်းစိတ်ကနေပြီးတော့မှရှင်သန်ပါအတွင်းစိတ်ကနေပြီးတော့မှလည်းပဲစင်ကြယ်အောင်လောက်ဆောင်ခြင်းအားဖြင့်တကယ်ပဲအဆုံးစွန်နဲ့ညတနေ့မှာ Father တို့အားလုံးပါသာခဲ့ကဘာဥစ္စာက ပြင်ထားတဲ့တဲ့တို့တဲ့နေရာကိုလာပြီးတော့မှအမွေခံယူပါလို့เนาะပြောတဲ့မင်္ဂလာစကားကိုကြားရဖို့အရေးလောကမှာတက်ရှင်နေတဲ့အခါမှာကိုယ့်ရဲ့လောရတီအားလုံးကယေရှုသခင်ကိုယ့်ကိုလက်ခံနဲ့เนาะယေရှုသခင်ကိုယ့်ကိုကြိုးဆိုမဲ့လောရမျိုးလေးလားဆိုတာကိုနှစ်ဖက်ကเนาะဖာသာတို့သိသိချာချာစံသာထောက်ရှိပါဆိုဖျားပေးထားတဲ့အချိန်ကိုချုံတီးပြီးတော့မှ ထိတ်ပဲရှိတဲ့အရာတွေလောက်ဆောင်ပြီးเนาะဖခင်ရဲ့အမှုတော်မဟုတ်ဘူးဖခင်ရဲ့အလိုတော်နဲ့မကိုက်ညီတဲ့နတ်ဆိုးရဲ့စာတန်ရဲ့အလိုတော်နဲ့ညီလောက်ဆောင်တော့ပဲဖခင်ရဲ့အလိုတော်ကိုလောက်ဆောင်နေလို့ထင်ပြီးတော့မှတာယာမနေမိဖို့လို့အတင်းနော်လားအဲ့ဒါဘာလို့ဆိုလိုတယ်လဲဆိုရင် Father ကပြောစရာရှိတာမပြောရဲဘူးเนาะလောက်စရာရှိတာမလောက်ရဲဘူးယက်တီတဲ့နာကိုမယက်တီဘူးเนาะ မသိတယ်လို့အကြားတယ်လို့ပြီးနောက်ဆုံးနော်အဲ့လိုကြည့်တာဒါပေမဲ့ဒီနေရာမှာရေဒီကျန်းချက်ကအဆုံးအဆုံးပိုင်းမှာဘာရေးထားတယ်ဆိုရင်လူအုပ်ကြီးတွေကယေရှုသခင်ရဲ့တရားတော်ကြားတဲ့အခါမှာဟာသူတို့အရင်အံ့ဩသွားတယ်ဘာကြောင့်လဲယေရှုသခင်ရဲ့ဟောကြားတဲ့ပုံစံကကြောက်ကြောက်ရွံ့ရွံ့နဲ့ဟောကြားနေတာမဟုတ်ဘူးမပြောရဲမဆိုရဲဝိလေကြောင်ပတ်နော်ယေရှုသခင်ခေါ်နေတာမဟုတ် တဲ့ကိုပြောနေတာဆိုတော့ဘာနဲ့ကွာသွားတယ်လဲသူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေနဲ့ကွာတယ်သူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေကဟာဒီလိုပြောလိုက်ဟိုလူတွေကသူတို့အလှူမပေးတော့ဘူးလားဒီလိုပြောလိုက်ချင်းဟိုဘရင်ကိုသွားပြီးတော့ထိခိုက်တာဒီလိုပြောလို့ရှိရင်ဘသူကပြန်ဘလို့လာပြီးတော့မှနောက်ကိုကိုတုံ့ပြန်မလဲဆိုတဲ့အဲ့ဒီစိုးရိမ်စိတ်တွေကြောင့်မလို့နော်ပြောတဲ့တာမပြောဘူးလှုပ်တဲ့တာမလှုပ်ဘူးအဲ့ဒါဒီအားလုံးက ပါဇက်ကတော့ပြင်တခင်တခင်လို့ပြောပြီးတော့မှကိုယ့်ရဲ့စိတ်နှလုံးကိုယ့်ရဲ့လောက်ဆောင်ချက်တည်းဟာတခြားစီဖြစ်နေတယ်အဲ့ဒီမှာဘာကွာတယ်နော်ဘာကွာတယ်ဆိုတာယေရှုသခင်ကတော့မဟုတ်ဘသူ့ပဲဖြစ်ဘယင်ပဲဖြစ်ဖြစ်နော်အခြေခံလူတိုင်းသားပဲဖြစ်ဖြစ်ပြောစရာရှိလို့ရှင်ဒဲ့ပဲယေရှုသခင်ပြောခဲ့တယ်နော်ဒါနောက်ကိုတခင်တခင်လို့ခေါ်တဲ့တကယ်နော်တခင်အဆက်အမတ် စိတ်ထားနဲ့ဤသခင်အစ်စ်မန်ရဲ့တရားတော်နဲ့အညီလောက်ဆောင်တဲ့သူတွေဖြစ်ပါလေဆိုတော့နော်ဖာသာတို့အနေနဲ့နော်ဖျားပြီးထားတဲ့အချိန်လေးကိုနော်ဖျားရဲ့လူတော်လောက်ဆောင်နေလို့မာရွန်းစွာယုံကြည်ပြီးတော့မှအချိန်ဖြုံတီးမနေမိဖို့ကိုယ့်ရဲ့ဖျားတရားစိတ်တော်၎င်းနော်ဘီနာရဲ့လုပ်ငန်းလောက်ဆောင်တာတွေတော်၎င်းအမြဲတမ်းပဲပါတတ်တာလေဖျားသခင်လူတော်အစ်စ်မန်ဖြစ်ဖို့ကြိုးစားကြပါစို့ ဖျားသခင်သည်တနို့နေရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေအလုံးစုံကိုတတ်နိုင်တော်မူသောခမီးတော်တားတော်တန်ရှင်းတော်ဘညင်တော်ဖျားဤနာမတော်မြတ်၌ကျွန်ုပ်၏လက်တင်ဉာဏ်ဉာဏ်၎င်းဖျားဤတန်ရှင်းတော်မေတော်မာရိယာမေရောဤကြော်စောသောခင်မောင်းတော်တန်စုစေတရားတမန်ပေါင်းသူတော်သူမြတ်ပေါင်းပရောဖက်ပေါင်းတရားတော်ကြောင့်အသေးခံသောသူပေါင်းသီလတဲ့ပေါင်းယန္နာပေါင်းတို့တောင်းလျှောက်ပေးခြင်းဉာဏ်၎င်း တင်တို့နိုင်ငံရဲ့စိုးရိမ်တွေကိုတက်တည်ရှင်းသမျှနဲ့ယောဂဘေးပြောက်ပေါ့အထူးသဖြင့်မတရားအကြမ်းဖက်ဖက်ဆက်စမိုက်စာတွေပြည်နေညင်းစဲနေစိတ်ချင်းချောက်ကက်ရွှေသွေးခွဲရုပ်မှာပတ်စံများမိဘလီဘီရီဘီစစ်ဘေးသဘာဝဘေးလူရုပ်မှာရဖန်ပြီးတော့ဘေးဆိုးများမှာကင်းဝေးကြရပါစေတော့အာမင်ပြည်သူတည့်ရလုံးပါဝင်တော့အေးတော်ကိုမုတ်ချအေးခဲအမြန်အမှန်အောင်းဟောအောင်ရမယ်အောင်းနဲ့အောင်းနေပြီလာကြတူတူယုံကြဆိုနောက်ဆုံးလာ in line.